ဘာသာအမွေကျွန်းလင်းနိုင်ပါစေပေးတတိထပြန်တဲ့အချိန်မှာသူကမယောင်မလဲနဲ့လှက်ပတ်ပြီးခဏလေးလူတွေထွက်သွားသည့်ထီအောင်ခဏနေပြီးသူတယောက်တည်းဖះရှိဝင်ပြီးတော့ခွင့်တောင်းတယ်မြတ်စွာဘုရားအဘိဖြစ်ရှိရင်ခွင့်တောင်းလို့ပြောလိုက်တော့အဘိဖြစ်ရှိသွားခွင့်တောင်းအခွင့်ရလာတဲ့အခါသူသင်္ကန်းဝတ်တယ်သင်္ကန်းဝတ်တဲ့အခါမှာ ရသော်ဗျာဟောတာတဲ့လမ်းစဉ်အတိုင်းသူကချိုးစားပြီးတော့ကျင်တာသူနေတာသုတ်တံမှာနေတယ်ညဆိုရင်ဆင်းညာလျှောက်တယ်နေတယ်ဆင်းညာလျှောက်တယ်သူ့ခြေဘွားကငကိုတော့ဒီလိုကျန်းနှန်းနဲ့မြေပေါ်တို့ချမ်းပေါ်တို့တော့နင်းနာမှမဟုတ်တာဟုတ်ခရီးပါခြေနှင်းကိုမျက်စိတဲ့လူဆိုလမ်းလျှောက်တဲ့အခါကျသူ့ခြေဘွားကြီးအကွဲကုန်အမွှေးတွေလည်းကုန်ကျွတ်ခြေဘွားကြီးကွဲ အသူသွားတဲ့ဇေညာလဟာသွေးရဲရဲနဲ့ဖြစ်တယ်အဲ့ဒါကိုသူကထူထောက်ပြီးတော့ဇေညာလျှောက်တရားထုတ်တယ်လုံလဝိရတားလုပ်တယ်သူမရဘူးတရားဆိုတာသူကစံချိန်မကပ်ရင်လည်းမရဘူးတမာတိနဲ့ဝိရိယမမျှဘူးဝိရိယကလွန်နေတော့သူကတမာတိကချိန်သားမကပ်ဘူးဖြစ်နေအဲ့ဒီမှာမြတ်စွာဘုရားက ောနတရားထုတ်နေတဲ့ဘယ်ခြေနေရှိလဲလို့ကြည့်လိုက်တော့အဲ့ဒီပုံစံဖြစ်နေသူဟာသိရခြင်းနဲ့ရှားခြင်းနဲ့စိတ်ဝီရိယကပြင်းထန်ပြီးတော့ပြင်းမှန်းခံပြီးတော့ဒါအကျိုးစာနေတယ်အဲ့တော့ဝီရိယနဲ့သမာဓိကမမျှဘူးမျှမှတရားစွာရနိုင်တယ်ဆိုရင်ညဆော့ပြလာပြီးတော့တတိပေးတာချုပ်တည့်ကြွလာတယ်ကြွလာပြီးတော့ သောနာမင်းလူဘဝတော့ငါစောင့်တိတတ်တယ်မဟုတ်လားဆိုဟုတ်ပါတယ်တိတတ်ပါတယ်အဲစောင့်တိတဲ့အခါမှာစောင့်ရိုးတွေကိုတာတင်ပြီးတော့တီးရင်တာရတဲ့အတန်ထွက်ပါမလားမထွက်ဘူးဒါပြင်စောင့်ရိုးတွေကယော့နေရောတာရတဲ့အတန်ထွက်ကြလားမထွက်ပါဘူးဆိုအေးအဲ့ဒါလိုပဲလုံးလဝိရိယနဲ့တမာတိပညာနဲ့တတ်တာစောင့်ကြိုးများလို့ပဲမလျော့မတင်းလေးလိုရတယ်ဆိုပြီးတော့ မြတ်စွာဘုရားတီးပေးသွားတာနော်အဲ့ဒါသာမီးတွေမှပါတာမြတ်စွာဘုရားအလောင်းတော်၆နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်တဲ့အခါမှာဒုက္ခရစရိယာကျင့်တဲ့ပုံကြီးနားမှာပင်စသီခါကလာပြီးတော့ပင်မဘာမှမကျင့်ဘူးစောင့်တိပြီးတော့ ကျင့်ဖို့ဆိုပြီးတော့ဘသူကထွန်းလိုက်တယ်လို့မသိဘူးဖះကိုလာပြီးတော့စောင့်တိပြရဲဆိုတာဒါတော့မဟုတ်ဘူးနော်ဖះကိုလာခိုင်းလို့တယ်လို့ဖြစ်နေဆောင်းသမားလာခိုင်းလို့တယ်လို့ဖြစ်နေနော်အမှားတော့မြတ်စွာဘုရားသူ့အတူတည်တာလမ်းဆုံးအောင်ကျင့်တာသူကအဲ့ဒီဟာတော့မဟုတ်ဘူးအခုပင်စသီခမဟုတ်ပဲနဲ့ဒီမြတ်စွာဘုရားကိုယ်တိုင်ကမလျော့မတင်းဆောင်းညှင်းတယ်လို့ ကျင့်ရမယ်ဆိုတာဒီသောနာဝတ္ထုပဲအဲ့လိုမြတ်စွာဘုရားနိလံပေးလိုက်တဲ့အခါမှာ သူရဲ့လုံလဝိရိယကိုရှော့ချပြီးတော့တမရီနဲ့ဝိရိယနဲ့စัญญင်ကိုက်အောင်ကျင့်လိုက်တော့ယာနာဖြစ်သွားတယ်မကြဘူးယာနာဖြစ်သွားအဲ့ဒီတော့မြတ်စွာဘုရားသူ့ကိုတလွာဖနက်စည်းဖို့သူ့ခြေတော်ကမတန်နေနှူတော့ဖနက်ကိုခွင့်ပြုတာသူ့ကိုအကြောင်းပြုခွင့်တယ် ဖះလည်းဖနဲ့မရှိဘူးရှင်တော့ဘယ်သူမှမရှိဘူးเนาะနောက်ပိုင်းကျတော့မှခွင့်ပြုတာအဲ့ဒီဖနဲ့စည်းခွင့်ပြုတာအဲ့ဒီသောဏမထေကိုအကြောင်းပြုတာအဲ့တော့သူကလည်းဘလောက်စိတ်ကောင်းရှိတယ်ဆိုတော့ပြဆောဘုရားကသူ့ကိုအထူး special ခွင့်ပြုတာသူကလက်မခံဘာပြောလို့စေရှင်ဘုရားကသူတစ်ပါးတဲ့သူသူတစ်ပါးတဲ့အတွက်ဖနဲ့ခွင့်ပြုမယ်ဆိုရင်တော့မရှိပြရစေနဲ့ဂျဟန်တန်ကရအလုံး စီကွင်ပြုတယ်ဆိုရင်တော့စီပါမယ်။တော့ကိုရတဲ့အခွင့်အရေးကိုတယောက်တည်းမယူဘူးပေါ့နော်။အဲ့လိုပြောတော့မြတ်စွာဘုရားခွင့်ပေးလိုက်တာ။အဲ့ဒါကြောင့်ဘုန်းကြီးတွေဖဏ္ဍစီလို့ရသွားတာကိုက။ငါ့ကိုဆိုရင်မစီရဘူးပေါ့နော်။အဲတဖြည်းဖြည်းတော့ဘုရားဖြစ်သွားတာ။အဲ့ဒါလို့တရားနဲ့ပတ်သက်လာတဲ့အခါမှာတတိရှိရှိနဲ့စဉ်စဉ်ပြကြိုးစားအထောက်အပံ့ရတဲ့ တန်တီတိနေဘူးတေညတဝါနိဗ္ဗာန်ဆိုတာတကယ်ကိရတာကုလောင်မှုမရှိတဲ့အငိမ့်ချက်ပဲဖြစ်တယ်ဆိုတာကိုတည်တည်ချာချာသိပြီးတော့ယေရှုဘုရားရဲ့ဆုံးမသာသနာတော်မှာတမက်တဖို့ရအောင်ဆွဲကောင်းကောင်းနဲ့ခြင်းချင်ကျုပ်ကိုအထောက်အမဲတဲ့ဒါနောက်ပိုင်းကတိုက်တွန်းတာနောက်ဆုံးမှာဏိကုံကျုပ်အနေနဲ့ယေရှုဘုရားဘာဟောတော်ဆို အဖိဘူးဟိသောအနာဖိဘူးတော်တယ်ဒီစကလုံးလေးနှလုံးကအဖိဘူးဆိုတာကိုယ်အသာအနိုင်ယူတာနာဖိဘူးတော်ခိတိတာတွေကကိုယ်အနိုင်ချင်းမခံရဘူးနော်အခုကပြောင်းပြန်ဖြစ်တယ်ကိုယ်ကမနိုင်ဘူးသူတို့ကကိုယ်နိုင်နေနော်ခိတိတာတွေကကိုယ်နိုင်နေတယ်ကိုယ်ကိုယ်စိတ်ကကိုယ်နိုင်နေကိုယ်ကစိတ်မနိုင်ဘူးအဲ့လိုဖြစ်တယ်နော် ရှားနာဖြစ်သွားပြီဆိုရင်အဖိပူကိုအားကိုချုပ်ကင်ထားနိုင်ပြီကိုစိတ်ကိုကိုချုပ်ခိုင်နိုင်သွားပြီကိလေသာတွေကိုကိုလွှမ်းမိုးလိုက်နိုင်ပြီအလုံးကိုထိန်းချုပ်ထားလိုက်နိုင်ပြီအနာဖိပူတော့ဘယ်ကိလေသာမှကိုလွှမ်းလွှမ်းချုပ်ပြီးတော့လွှမ်းမိုးတာမခံရဘူးဆိုတဲ့ရှားနာဟာတဲ့တက်ခိတ္တမမဏိတိဟံဒါကဒီလိုတဲ့ဆိုပြီးတော့တစင်ကြရမယ် ဒီနိဗ္ဗာန်ဆိုတာထီလူတဲ့လူတဆင်ကြားပြီးတော့ယုံကြည်လက်ခံရတဲ့မဟုတ်ဘူးကိုကိုယ်တိုင်ကိုတွေးရှိခံစားရတဲ့တရားမျိုးကို အသိဉာဏ်နဲ့သိမြင်လာနိုင်ပါတယ်။ဩအညာဟိတတမဟိတတဘဂဝတောသာသနိအပမတ်တောသတ္ထာနမတ္တဘန္ဓုသိက္ခာတဲ့။ဒါကြောင့်မို့တဲ့ ီတရားကိုသိမြင်ပြီးတဲ့အခါမှာတဲ့ယေဖရာရဲ့အဆုံးမသာသနာတော်မှာအစင်မြနိုးတဲ့စိတ်နဲ့ဒီမယမနီနိဗ္ဗာန်ဆိုတဲ့ဒီဥဋ္ဌိပန်းတဲ့ပန်းတိုင်ကို မရောက်မနေချင်းကြံကြုတ်ကိုအထောက်အမှဖြစ်တယ်လို့ဒီလိုနိဂုံချုပ်အနေနဲ့မြတ်စွာဘုရားကဟောပြီးတော့သူဝတ္တကတုတ်ကို နှိကုံချုပ်တာဖြစ်ပါတယ်တိဝဒကတုတ်ကိုဟောပြီးတဲ့အဆုံးမှာလူသားတွေကတော့ယဟနာ900ရှိနေတော်လည်းပဲတကယ်ကတော့တခြားလူသားတယောက်မှမပါဘူးနတ်တွေပြမာတွေရဲ့အတွင်းမှာရှိတဲ့ဗုဒ္ဓဆရာရှိတဲ့နတ်တွေပြမာတွေကိုဥတည်ပြီးတော့ဟောတာဖြစ်တယ်အဲ့တော့နတ်တွေပြမာတွေဥတည်ဟောတာပေမဲ့လို့ဈာန်နေကျင့်သုံးရမယ့်အကျင့်သိက္ခာတွေအတိုင်းပဲ မြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့တော့နိဗ္ဗာန်အကြောင်းတရားဆိုတာနှစ်ခုမရှိဘူးနတ်ကဒီလိုကြည့်ရမယ်လူကြတော့ဒီလိုကြည့်ရမယ်ဒီလိုမရှိဘူးနော်တရားဟာတခုရီသောလမ်းကြောင်းပဲဧကယနောယံဘိခွေမေကောဆိုတာဒီလမ်းကြောင်းကပဲသွားမယ်နတ်ကလည်းဒီလမ်းကြောင်းကပဲသွားမယ်ဖြမာလည်းဒီလမ်းကြောင်းကပဲသွားမယ်အလုံးလူတွေလည်းဒီလမ်းကြောင်းကပဲသွားမယ်တခုရီသောလမ်းကြောင်းအဖြစ်မြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်တယ်တဲ့ ဒါတုဝေတကသုတ်အနှစ်ချုပ်တရားဒေသနာပဲဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့မြတ်ဝရကမဟာသမယနေ့မှာဟောတဲ့သုတ်တန်နေဒီမှာပဲသုတ်တန်6ခုပြီးစီးသွားပြီဖြစ်ပါတယ်အဲ့ဒီသုတ်တန်6ခုဟာနတ္တိကိုဟောတဲ့မဟာသမယဒေသနာသုတ်ပေါင်း6သုတ်မဟာသမယသုတ်ကြီးထဲ9သုတ်ပေါ့နော်အဲ့ဒီသုတ်တွေဟာအခုလို့ အနှစ်သာရပြည့်ပြီးတော့ဘုရားသာသနာရဲ့ချင်းစဉ်ကိုတိကျဖော်ပြတဲ့သုတ်တန်นี่ဖြစ်တရားလျော်စွာဒီသုတ်တန်နဲ့မှလာရှိတဲ့ရဲ့ဘုရားရဲ့လမ်းညွှန်ချက်ဟောပြောချက်တွေတိုင်းလိုက်နာချင်းသုံးခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုးစီကိုငါမျက်မှောက်ပြုနိုင်ကြပါစေကုန်တည်း